ိုင်းနိုင်ငံကိုကမ္ဘာလုံးကျောင်းဆောင်ခီးသောနေရာတစ်ခုဖြစ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနဟာထိုင်းနိုင်ငံရဲ့ခီးသောသတိပေးချက်ကိုကမ္ဘာလုံးကျောင်းဆောင်အဆင့်ကိုမြင့်တင်ပေးလိုက်တာပါ။ဒါကြောင့်ထိုင်းနိုင်ငံဟာဂျပန်၊ဩစတြေးလျ၊ကနေဒါနဲ့စင်ကာပူနိုင်ငံတွေနဲ့တန်းတူကမ္ဘာထိပ်တန်းအလုံးကျောင်းဆောင်ခီးသောနိုင်ငံတစ်ခုဖြစ်လာပါတယ်။အဲ့ဒီကြေညာချက်မှာဘန်ကောက်၊ချင်မိုင်း ဖိုကန်းနဲ့ပတ်တရားလိုလူကြိုက်များတဲ့နေရာတွေကိုလုံခြုံမှုအဆင့်တစ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့တောင်ပိုင်းကနေမြေမငိမ့်မသက်ဖြစ်နေတဲ့ပြည်နယ်လေးခုဖြစ်တဲ့ရလောင်းပတ္တနီနာရာဒီဝွနဲ့ဆုံကလာဒေသတွေကိုတော့သတိနဲ့သွာလာဖို့အကြံပြုထားတယ်လို့သိရပါတယ်။ထိုင်းခီသောလုပ်ငန်းဝန်ကြီးဆိုရာဝေါင်ကလည်းအစမြင့်တင်ပေးတဲ့အတွက်အမေရိကန်ကိုကျေးဇူးတင်ကြောင်းဆိုပါတယ်။အမေရိကန်ရဲ့အခုလိုသတ်မှတ်ချက်ကြောင့်နိုင်ငံတကာခီသောတွေကြောင့် ယုံကြည်မှုပိုတိုစေမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီအစင်းမြင့်တယ်မှုဟာထိုင်းနိုင်ငံရဲ့ခီးသွွားကဏ္ဍကိုပုံမအကျိုးပြုစေမှာဖြစ်ပြီးနိုင်ငံတော်ကဟိုတယ်ရီစားတောက်ဆိုင်တွေနဲ့ဒေသခံစီးပွားရေးလုပ်ငန်းတွေအတွက်ဝင်ငွေတိုးစေလိမ့်မယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ထိုင်းခီးသွွားဝန်ကြီးဌာနကဒုတိယပြောရေးဆိုခွင့်ရှိသူစာစီကံကလည်းဒါဟာ ထိုင်းနိုင်ငံကကမ္ဘာအဆင့်မီခီးသောအချက်အချာနေရာတစ်ခုဖြစ်လာဖို့အဆင်သင့်ဖြစ်နေပြီဆိုတော့အတိပြုလိုက်တာပါပဲလို့မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ2025ခုနှစ်ဇန်လအစောပိုင်းကတရုတ်တရုတ်ဆောင်ရှင်းရှင်းပြန်ပြီးဆွဲခံရပြီးနောက်ပိုင်းခီးသောတွေအကြားစိုးရိမ်မှုမြင့်တက်ခဲ့ရပါတယ်။ဒါကြောင့်2025ခုနှစ်ရဲ့ပထမ9လအတွင်းမှာနိုင်ငံသားခီးသော14.36တန်နာလာရောက်ခဲ့ပြီးရခိုင်နှစ်ကထက် ိုင်ငံသားခီသွာဦးရေ2.8ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့သိရပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။